ါရှင်ခုနှစ်ရသားသမီးများအားလုံးမင်္ဂလာပေါင်းနဲ့ပြည့်စုံနိုင်ကြပါစေတရှိခွန်ကဗီဒင်ရဲ့ YouTube Channel လေးကနေပြီးပြန်လည်ပြီးကြိုဆိုလိုက်ပါတယ်ဆက်မကတော့ Solar နွေနီဖြစ်ပါတယ်ဆက်မအနေနဲ့ကတော့2025ခုနှစ် April လအတွက်တောက်ကြသားသမီးတွေရဲ့တရစာအထူးဟောစတန်းကြီးကိုဟောကြားပေးသွားမှာဖြစ်ပါတယ် အစီအစဉ်လေးမစတင်ခင်မှာစင်မအနေနဲ့မြစ်တာရက်ခံကျင်တာကတော့စမတို့ရဲ့ဗီဒီယိုလေးတွေကိုလည်း share လေးပြုလုပ်ပေးပါစမတို့ရဲ့တရှိခွန်က YouTube channel လေးကိုလည်း subscribe လေးပြုလုပ်ပေးပါเนาะစမတို့ရဲ့ဗီဒီယိုလေးတွေကိုကြည့်တော့မယ်ဆိုရင်တော့ VPN လေးခံပေးဖို့မမေ့ပါနဲ့เนาะဒီလမှာဆိုရင်တောက်ကြသားသမီးရဲ့အလုတ်ကိုင်းကိစ္စတွေစီးပွားရေးငွေရေးကြေးရေးလူမှုရေးနှောချမ်းမာရေးအခြေရေးပညာရေးအစဆောင်ရန်ရှောင်ရန်နဲ့ပြုလုပ်ရမယ့်ရေဒရာလေးတွေကိုတခုချင်းပြပြပေးသွားမှာဖြစ်ပါတယ် တော့ဒီလမှာဆိုရင်တောက်ကြအသားသမီးရဲ့လုပ်ငန်းစီးပွားပိုင်းတွေကိုစတင်ပြီးတော့ပြပြပေးသွားမယ်အဲ့တော့ဒီလမှာဆိုရင်မိမိတို့ရဲ့ကံစားရရအလုတ်ကင်စီးပွားရေးပိုင်းမှာလုတ်ကင်တဲ့နေရာမှာလုပ်ငန်းအဆင့်ဝင်ငွေအဆင့်တိုးတက်စေတာမျိုးလေးတွေကြုံတွေ့ရတတ်တယ်အခက်အခဲလေးတွေပေါ့နော်ရှိနေရင်လည်းပြန်လဲလွတ်မြောက်တာမျိုးလေးတွေရှိမယ်ဒီချိန်တစ်ခါမှမလုတ်ဘူးတဲ့အလုတ်ကလေးတွေလုတ်ကင်ရတာမျိုးလုပ်ငန်းတွေလုတ်ကင်ရတာမျိုးတွေလည်းရှိနေတတ်တယ်စိတ်ကူးကောင်းအကြံကောင်းတွေလည်းပေါ်လာတာမျိုးထိုးအကြံတွေကိုလက်တွေ့အသုံးပြုခြင်းဖြင့်အဆင်ပြေတာမျိုးအောင်မြင်မှုတွေရရှိတာမျိုးတွေကြုံ ုံတွေ့ရတတ်ပါတယ်တဲ့เนาะအဲ့တော့ agency တက်တွေကိုလက်တွေ့အကောင့်ထဲဖော်မယ်ဆိုရင်လည်းအဆင်ပြေနိုင်တယ်ငါဒီလမှာဘာလုပ်ငန်းလေးတိုးချဲ့ရင်ကောင်းမလဲဘာလေးလုပ်ရှင်အဆင်ပြေမလဲမသိဘူးပေါ့အဲ့လိုပေါ်လာတဲ့အကြံဉာဏ်ကိုလက်တွေ့အကောင့်ထဲဖော်မယ်ဆိုရင်အဆင်ပြေနိုင်တယ်ပေါ့เนาะအောင်မြင်နိုင်တယ် အမျိုးသမီးဒုတိယကအကူအညီထောက်ပံ့ကောင်းလေးတွေလည်းရရှိတာမျိုးတွေရှိမယ်။လုပ်ငန်းပိုင်းထဲမှာတော့အပြိုင်ဆိုင်တိုက်ခိုက်နေတဲ့ရင်ဆိုင်ကြုံတွေ့ရနိုင်တယ်ပေါ့နော်အဲ့လိုမျိုး။အဲ့တော့ဆက်တူရှယ်ယာလုပ်ငန်းလေးတွေအဆင်ပြေမယ်။လုပ်ငန်းရှင်လုပ်ငန်းနော်ဒီစီးပွားရေးလုပ်ငန်းလုပ်ကိုင်နေတဲ့သူတွေကပေါ့နော်ကိုယ်ပိုင်လုပ်ငန်းလုပ်ကိုင်နေတဲ့သူတွေကတော့အောင်မြင်မှုရရှိမဲ့ကာလဖြစ်ပါတယ်။အယောင်းဝယ်လုပ်ငန်းနေတဲ့သူတွေရှင်ပြန်မှုတွေကနေပြီးတော့ဒီရှင်ပြန်မှုတွေရှိနေပေမဲ့မိမိဘက်ကအားတာနေတာမျိုးအမြတ်ဆုံးလေးတွေရရှိနေတာမျိုးတွေတော့ရှိမယ်။ရောင်းမှန်းတာပြီးတော့အမြတ်ဆုံးနေအားကောင်းမယ်ပေါ့နော်။အဲ့တော့ဝန်ထမ်း င်းဆိုရင်လည်းအလုပ်မှာနာမည်ကောင်းရတာမျိုးတွေတော့ရှိမယ်လုပ်ငန်းအဆင့်ဝင်ဝင်အဆင့်တိုးတက်လာတာမျိုးတွေရှိမယ်အဲ့တော့ဒီလာထဲမှာလုပ်ငန်းတစ်တစ်လောက်ကင်ခြင်းတဲ့သူတွေအတွက်ကဘယ်လိုလုပ်ငန်းတွေချိုးပေးနိုင်လဲเนาะအဲ့လိုမျိုးဆိုရင် ကြာတာပြင်းနဲ့ပတ်သက်တဲ့လုပ်ငန်းတင်းနာနဲ့အင်ကာနာနဲ့ပတ်သက်တဲ့လုပ်ငန်းတွေအချို့ပြုပါတယ်ဒီလုပ်ငန်းတွေနဲ့လုပ်ငန်းစီးပွားတွဲလုပ်ပါအဆင်ပြေမယ်အဲ့ဒီလုပ်ငန်းလုပ်နေတဲ့သူတွေအတွက်အောင်မြင်မယ်ကြာတာပြင်းနဲ့ဆိုတာအတတ်ပညာဉာဏ်ပညာနဲ့ပတ်သက်တဲ့လုပ်ငန်းတွေပွဲယုံပွဲစားလုပ်ငန်းတွေမွေးမြူရေးလုပ်ငန်းပညာရေးနဲ့ပတ်သက်တဲ့လုပ်ငန်းတွေနော်နောက်ပြီးတော့ပဲလုပ်ငန်းတွေပန်းရောင်းတာမုံရောင်းတာအဲ့ဒီလုပ်ငန်းတွေအချို့ပြုတယ်နောက်ထပ်ဒီတင်းနာနဲ့နေဖြစ်တဲ့ကုံစုံကုံကြောက်ကုံစိမ့်ကုံမာလုပ်ငန်းတွေနော်ခြံကားကြောက်လုပ်ငန်းပေါ့နော်အဲ့လိုမျိုးတွေအော်ဒီ ကုန်မာလုပ်ငန်းတွေပေါ့ဒါအကျိုးပြုတဲ့နော်လဖြစ်တယ်နောက်ထပ်အင်ကာနယ်တွေဖြစ်တဲ့စားတောက်ကုန်စားသုံးကုန်စတိုးဆိုင်စန်စီစက်ဆက်ပစ္စည်းနဲ့ပတ်သက်တဲ့လုပ်ငန်းပေါ့နော်အဲ့လိုဆန်စပါးရောင်းဝယ်လုပ်ငန်းတွေအကျိုးပြုပါတယ် အဲ့လုပ်ငန်းလေးနဲ့စီးပွားရေးလုပ်မယ်ဆိုရင်အမြင်မှုရရှိလိမ့်မယ်ဒီနံပစ္စည်းတွေလည်းမမိအိမ်ကိုအဝင်ရှိရဲကာမုန်ကုသိုလ်လေးတွေအလူတန်းလေးတွေပြူအပ်တတ်တယ်နော်ဒီလာထဲမှာနောက်ထပ်နော်ဒီမမိတို့အနေနဲ့ဒါဒီတလာလုံးအတွက်လုပ်ငန်းစီးပွားပိုင်းနေနဲ့ဒူကာမုန်တစ်ခုနေစဉ်ပြူပြီးဖြတ်တန်းပေးပါနေစဉ်ကကာမုန်တစ်ခုနေစဉ်ပြူပါနော်ငါဒီတနေ့နေ့တနေ့ဒါအကုန်ဆုံးသွားပြီဆိုရင်ငါဘာလေးတွေကာမုန်ကုသိုလ်လေးတွေပြုလို့ပြုခဲ့ပြီးပြီလဲပေါ့နော်ဒီလိုမျိုးလေးတွေကာမုန်လေးတွေပြုပြီးတော့ဒါလုပ်ငန်းစီးပွားလုပ်မယ်ဆိုရင်ခက်ခဲမှုတွေလွတ်မြောက်မယ်အဆင်ပြေတဲ့နေရာတွေပြန်ပြီးအဆင်ပြေလာလိမ့်မယ်လုပ်ငန်းအဆင်ဝင်ဝင်အဆင် တိုးတက်လာလိမ့်မယ်เนาะနောက်ထပ်ငွေကြေးကဏ္ဍလေးတွေပေါ့เนาะငွေကန်ကောင်းနေမယ်ငွေရကောင်းမယ်ငွေဝင်လန်းလေးတွေဖက်ဖက်ကနေပေါ်လာနိုင်တယ်ပေါ့เนาะမထင်မထားတဲ့နေရာကနေပြီးတော့ငွေဝင်လန်းလေးတွေပေါ်လာတတ်တယ်ရဆရာရှိရကြီးပြန်ရတာမျိုးပေးဆရာရှိရကြီးလည်းပြန်ပေးနိုင်တာမျိုးတွေရှိမယ်ဒါပေမဲ့ငွေကြေးကဏ္ဍကိုဒီလတွေမှာခြွေတာသုံးမှငွေဝင်သေချာစုမှသေချာခြွေတာသုံးတာမျိုးလုပ်ငန်းတိုးချဲ့တာမျိုးတွေပြုလုပ်ပေးပါเนาะဒါပေမဲ့လောင်းကစားပြုလုပ်တာတို့အမခန်တို့เนาะဒါအမခန်နာလေးတွေအထူးရှောင်ပေးပါပေါ့เนาะငွေဝင်ဌာနကောင်းမှုပြုပေးပါငွေဝင်လာပြီးဆိုကောင်းမှုကုသိုလ်လေးဌာနကောင်းမှုလေးတွေပြုလုပ်ပေးပါငွေ ေအားကောင်းမယ်ငွေကန်ကောင်းလာလိမ့်မယ်နော်ငွေယူပေါက်တွေထိမ့်မှာအဲ့ဆိုရင်ငွေကြေးခံတာလေးတွေပေါ့နော်အားကောင်းတဲ့လာလေးတလဖြစ်လာလိမ့်မယ် နောက်ထပ်လူမှုရေးကဏ္ဍလေးတွေပေါ့နော်လူမှုရေးကဏ္ဍလေးကတော့စကားပြောဆိုသတိထားမဲ့ကာလလေးဖြစ်တဲ့အကြီးမားပြဿနာတော့မရှိဘူးမမေကိုရှင်ပြန်သူတွေမနာလိုသူတွေတွေရှိလာလိမ့်မယ်နော်အဲ့တော့မိတ်ဆွေကောင်းရမယ်လူထင်ချင်းချင်းခံရမယ်လူချင်းလူခင်ပေါ်များတဲ့အနေအထားမှာရှိရပေါ့နော်ဒါပေမဲ့လည်းကိုယ့်ချစ်တဲ့လူခင်ခင်တဲ့လူရှိသူတို့မနာလိုတဲ့သူတွေတွေရှိမယ်ပေါ့နော်အဲ့တော့အဆက်အသွယ်ပြတ်နေတဲ့သူတွေပြန်ရတာမျိုးအစမပြေဖြစ်နေတဲ့သူတွေပြန်နော်ပြန်ပြီးပြေတာမျိုးရှိမယ်စကားပြောဆိုနေမှာပြက်ပြက်တတ်တတ်ပြုလို့ပြောဆိုနိုင်တော့ပို့ပြီးအားကောင်းတယ်အဆင်ပြေလိမ့်မယ်နော်အဲ့တော့အားနာမှုကြောင့်ကိုဒုက္ခရောက်တတ်တဲ့ခင်မင်သူတွေချစ်တဲ့သူတွေကြောင့်ဒုက္ခရောက်တတ်တဲ့အားနာမှုမထားဘဲနဲ့ဟန်ဆ ောင်ဖုံးကွယ်မှုမထားဘဲနဲ့ပြည့်ပြည့်တတ်တာပြုလို့ပြောဆိုမယ်ဆိုရင်အဆင်ပြေလာလိမ့်မယ်နော် တော့နောက်ထပ်အိမ်တွင်းနောင်ရခန္ဓာလေးတွေကတော့အကြီးမားပြဿနာတော့မရှိဘူးမိသားစုရဲ့အိမ်တွင်းရဲ့အတွက်အနှံ့ငယ်စိတ်ညစ်စရာလေးကတော့ကြုံရနိုင်တယ်မမေ့ညူကုံမောင်နှမပိုင်းတွေကိုအကူအညီထောက်ပံ့ပေးနေရမျိုးရှိမယ်မမေ့အိမ်နောင်ဘက်နဲ့လည်းအနှံ့အနှံ့ငယ်အတိုက်ခံလေးတွေပေါ့နော်စကားပြောတာမျိုးသူတစ်ပါးကိစ္စမိသားစုရဲ့ကိစ္စအတွက်စကားပြောတာမျိုးတွေတော့ရှိနေမယ်အိမ်နောင်ဘက်ကအကျိုးပြုမှုနဲ့တစ်ခါတည်းရန်ခံရလိမ့်မယ်အိမ်နောင်ရင်းမှာအနောက်ရှက်လေးတွေဝင်လာနိုင်တဲ့သစ္စာရှိရတဲ့တွဲပါအိမ်နောင်ရင်းဆရာချုပ်တာတွေဖောက်ပြန်တာတွေဖြစ်လာပါကမျိုးမျိုးနေထားတဲ့ပြဿနာလေးတွေတက်မယ်နားလည်မှုနဲ့သစ္စာရှိရတဲ့တွဲနိုင်တော့အေးချမ်းလာလိမ့်မယ်နော်အဲ့တော့ ဒါအိမ်တော်ရေးခန္ဓာလေးတွေပေါ့နော်နောက်ထပ်မေတ္တာရေးခန္ဓာလေးတွေပေါ့ငရေသူတွေအတွက်မေတ္တာရေးခန္ဓာလေးတွေကြီးလိုက်တဲ့အခါမှာအလွန်ဆန်းပွင့်တဲ့ကာလဖြစ်တယ်မိမိကိုစိတ်ဝင်စားတဲ့သူတွေပေါ်လာလိမ့်မယ်နော်အဲ့လိုမျိုးချစ်သူရေးစားမရှိသေးတဲ့တွေချစ်သူရေးစားရတာမျိုးနော်ရွေးချယ်အခက်ခဲတာမျိုးတွေရှိမယ်အထီးကျန်နေတဲ့သူတွေချစ်သူရေးစားရမယ်ပေါ့နော်အဲ့လိုမျိုးအဲ့တော့ချစ်သူစုံတွဲတွေအနေနဲ့ကတော့အချိန်မှာတာယာနေမယ်တစ်ခါတည်းရင်ပေါ့နော်မိမိချစ်သူကိုတန်တရားစိတ်လေးတွေတုံ့ဝင်တို့စိတ်မချမှုလေးတွေရှိမယ်ပေါ့မမျော်လင့်မင်းတော့အိမ်တော်ကြတာမျိုးလေးတွေကြုံတွေ့ရတတ်တယ်ပေါ့နော်အဆက်အသွယ်ပြည့်နေတဲ့သူတွေပြန်ရတာမျိုးအဆင်မပြေဖြစ်နေတဲ့သူတွေပြန်ပြီးပြေတာမျိုးလေးတွေကြုံတွေ့ရလိမ့်မယ် not him. တောက်ကြတာတင်ပြီးကျဲမာရီခန္ဓာလေးတွေပေါ့နော်အဲ့တော့ကျဲမာရီခန္ဓာလေးကဥကောင်းနဲ့ပတ်သက်ပြီးဖြစ်မယ်အောင်ကြောအားနဲ့လားဥကောင်းမကြီးဖြစ်မယ်ခေါင်းနောက်တာလေးတွေမကြမကြဖြစ်မယ်ပေါ့နော်။နောက်အစာရင်ဝမ်းပိုက်နဲ့ပတ်သက်တာအချိန်မဲမဆားတာမျိုးပေါ့နော်အဲ့ဒါကြောင့်မျိုးကြလေးအောက်နာမျိုးအစာရင်ဝမ်းပိုက်နဲ့ပတ်သက်တာလေးတွေအစာမပြီးဖြစ်တာမျိုးတွေရှိမယ်ပေါ့နော်။အဲ့လိုမျိုးမူးမောဆရာလေးတွေသွေးသားမမှန်တာလေးတွေဖြစ်လာတတ်တယ်ပေါ့နော်။အဲ့လိုမျိုးလေးတွေတခါလေအိမ်မပြောတာအတွေးများတာမျိုးတွေရှိမယ်။ချီချီမမပြဿနာတော့မရှိဘူးယောဂချီချီမမတော့မရှိဘူးပေါ့နော်။အဲ့ဒါမမိအိမ်မှာအသက်ကြီးပိုင်းနေနေရှင်ကျဲမာရင်ညံ့မယ်ခြူချာမယ်ပေါ့။ အစိမ်းအစိမ်းကန်းပြလာတဲ့မျိုးတွေရောရှိမယ်ပေါ့ကျမကြီးဘိုင်းတို့ကနည်းနည်းလေးဂယူဆိုင်ပေါ့နော် နောက်ထပ်ပညာရေးကဏ္ဍလေးတွေပေါ့ပညာရေးကဏ္ဍလေးတွေကတော့ပညာရေးမှာအာစူးစမ်းမှုဖြစ်အောင်မြင်နိုင်တဲ့ဗောနော်ဒါတခါတည်းရစိတ်ပါဝင်စားမှုတော့အားနည်းနေတတ်တာဗောနော်အဲ့လိုမျိုးအဲ့တော့ပညာရေးကဏ္ဍလေးကိုစိတ်နှစ်ပြီးစူးစမ်းမယ်ဆိုရရအဆင်ပြေမယ်ခက်ခဲမှုတွေလွတ်မြောက်မယ်ပေါ့အပြန်ဆိုင်နောက်ဆက်လေးကတော့ပေါ်လာနိုင်တယ်ထို့ရတဲ့ကြော်လာနိုင်တော့အဆက်ဆက်ရအောင်မြင်နိုင်မယ်နော်နောက်ထပ်နိုင်ငံခြားကန်ခွင်လန်းလေးတွေอ่ะပေါ့เนาะခီးကိစ္စလေးကြီးလိုက်တဲ့အခါမှာခွင်လန်းကောင်းတွေပေါ်မယ်ခီးကိစ္စတွေပေါ်မယ်ပေါ့เนาะရဝေးခီးသွားတာမျိုးတွေရှိလာတတ်တယ်ထို့ကြောင့်နိုင်ငံခြားကန်ခီးရဝေးခီးကတော့အကောက်နဲ့လာလေးတလားဖြစ်ပါတယ် ော့ဒီတစ်လားလုံးတွေအစအစအရအဆင်ပြေဖို့အတွက် lucky အယောင်လေးတွေပြောပေးပါမယ်နော်အဲ့တော့အစိမ့်ပွင့်အစိမ့်ရောင်အနီပွင့်အနီရောင်လေးတွေပေါ့နော်အညိုပွင့်အညိုရောင်အနက်ရောင်လေးတွေခဲရောင်လေးတွေကတော့ lucky color လေးတွေဖြစ်ပါတယ်အရေးကြီးတော့လုပ်ငန်းကိစ္စတွေတွောလာရမှာဝတ်ဆင်အသုံးပြုခြင်းဖြင့်ကံစရာပွင့်လန်းစေပါလိမ့်မယ်နော်နောက်ထပ်အချိုးပေး lucky ကဏ္ဍလေးတွေ၄၃၁ပါ၄ကဏ္ဍ၃ကဏ္ဍ၁ကဏ္ဍကတော့အချိုးပေး lucky ကဏ္ဍလေးတွေဖြစ်ပါတယ်အဲ့တော့ဆောင်းရံရှောင်းတဲ့ရတရားလေးတွေကိုပြုလို့နော်ဒါပြုလို့ ို့ပြောပြပေးပါမယ်ဒီလအတွက်ပြုလို့အမေရေဒီယာလေးနေနံကတော့မမိအိမ်ဖះမှာပေါ့နော်အာလူဟင်းနဲ့ဆွန်ကက်ဆွန်လောင်းမှာအုံယိုတပွဲစပယ်ပန်းလေးတွေကတ်လူပြီးတော့လိုရာဆူတောင်းပေးပါလက်ပွင့်ခုံတော်လေးတွေအန်ဒီကင်းခုံတော်လေးတွေနေ့စဉ်ရွပွားပြီးတော့ဖြတ်တန်းပေးပါနော်အဲ့တော့ရှောင်းရံအနေနဲ့ကတော့သူ့သက်သက်ချင်းအမေသားစားချင်းလောင်းကစားပြုလို့ချင်းထူးရှောင်းပေးပါအဲ့တော့တောက်ကြသားသမီးတွေဒီလမှာနော်ဆောင်းရံရှောင်းနဲ့ပြုလို့အမေရေဒီယာလေးတွေကိုတိတ်တိတ်ချာချာပြုလို့ပေးပြီးတော့ကံကောင်းမှုတွေရယူပေးပါယနေ့မှစားတောက်ကြသားသမီးတွေအစားအစာအရာအဆင်ပြေမှုရှိကြပါစေလုပ်ငန်းစီးပွားတိုးတက်ကြ ြပါသည်အသက်ရှူတိုင်းလည်းဝင်ငွေတွေတိုးကြပါစေယောဂဘေးအန်ဒီဘေးတွေကင်ဝေးပြီးစိတ်ကြီးချမ်းသာခြင်းကိုယ်ကြီးကျန်းမာခြင်းနဲ့ပြည့်စုံနိုင်ကြပါစေလို့ဆရာမဆောလာနွေနီကလည်းဆုတောင်းမြတ်တာပို့သလိုက်ပါတယ်ရှင်